တယောက်လိုဝေဒနာခံစားနေရတာဘယ်သားသမီးရဲ့ကြည့်ရမှာလဲဗျာตาရင်မိဘကိုတိကျမှုမင်းနားလဲပါလေตาရင်အမေရဲ့ဝေဒနာအခြေအနေကိုလေမင်းသိပါလေစိတ်ဓာတ်တော့မကြပါနဲ့ဟာလူတိုင်းမှာကိုယ်ဒုက္ခနဲ့ကိုရှိကြတာပဲစိတ်ဓာတ်မကြဘူးမင်းကိုအထင်နာတာဟာငါတို့ဘဝတွေရက်ကြီးပေါ်တော့အဲ့ဒီစိတ်ဓာတ်တစ်ခုလည်းရှိတယ် မင်းရဲ့နောက်ဆုံးအချိန်ရောက်နေပြီ။ဒါကပွင့်ပြည့်ရဲ့ဒုက္ခမမိုးရဲ့ရှေ့ရလည်းရှိသေးတယ်။ကျွန်တော်ဒီမိသားစုမျက်နှာလွယ်မပြည့်ချင်။ကိုစွားလေစကားကလည်းနဲအရှက်ကြောက်ကလည်းကြီးအဲ့ဒါလူပြိုကြီးဖြစ်မှာပဲ။ကိုစိုးအခွင့်ရေးဆိုတာရတော့ယူထားရတယ်နော်။နောင်ကနောင်သားမရနဲ့။ဟွန်းဒီကဘာလို့ နေနေဖြစ်ဖြစ်အားလုံးပါကန့်အကြောင်းတရားကြောင့်ပါပဲတာရဲ့ကန့်ကျမရဲ့အလှည့်အပြောင်းပါကန့်ဆုံးမှုဘယ်သူမှရှောင်လွှဲလို့မရပါဘူးတာရဲ့ညီကကြာကြာဖုန်းလာလို့ရမှာမကြောင့်အမေစိတ်တော့ကရောက်တယ်အမေရောဂါချင်းကိုပို့ဆိုးတော့မှဆိုးတယ်ဖြစ်ချင်လို့ဖြစ်လာတာမှမဟုတ်တာအမေမှတရားရှိပါတယ် ြစ်လာတဲ့ဒုက္ခတွေကိုရင်ဆိုင်ရဲပါတယ်။တဏှာကြီး။ဇာကြီး။ကိုနေစိုးရင်လည်းခံစားနေရတဲ့တောကရဲ့အားလုံးပြပြတော့ဇာကြီးလုပေးကြတဲ့ကိုနေစိုးရဲ့လူဘွားဆိုတာအများနဲ့မျက်ရည်ကျနေစရာမလိုပါဘူး။ပြုံးပြွန်နေတဲ့အခါလည်းရှိတာပေါ်သားတွေ။ဘွားဆိုတာလေအချစ်တခုလည်းမတိဆောက်နေရဘူးအေးမရဲ့။မတူညီတဲ့အဆင့်အတန်းတွေ ကွဲပြားခြားနားတဲ့အဝေါ်ဝိုင်းပေါက်ဝင်းကျင်လေးဆန့်ကျင်ရင်ဆိုင်ပုတ်ခတ်တဲ့အခြေအနေလေးရုံးထွက်ဖို့ခတ်တဲ့လူမှုရေးစီရရှိရတာအဲ့အရာတွေကတတ်မှတ်ချက်တွေအပေါ်ယံပကတနာတွေဆိုပေမဲ့အဲ့ဒီတတ်မှတ်ချက်တွေအပေါ်ယံပကတနာတွေနောက်ကိုလေလူတွေကမမှတ်မဝတ်နိုင်ကြတာ Hey, ဆုံးရှုံးလိုက်ရတဲ့အချိန်မင်းရောက်ပျောက်သွားတယ်လို့ခံစားရတယ် ဒါပဲကြောက်ရုံနဲ့တူအမေရဲ့မြစ်တာရှိသေးပါလားကျွန်တော်ငြင်းညံ့ခဲ့ရဒုက္ခဆိုတာအပေါင်းအသင်းနဲ့လာတယ်ဆိုတဲ့စကားပုံလေးရှိတာပဲတာရင်အမေတို့အတွက်ဒုက္ခဆိုတာရှင်ပါတဲ့အိမ်မွေးတတ်တော်ပါတစ်ခေါက်တော့ပါပဲတာရင်